အလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Permis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရေမြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့တော့ကျွန်တော်ဘာသာပြန်တင်ဆက်သွားမှာသတင်းတိုနှစ်ပုဒ်ဖြစ်ပါတယ်ပထမတစ်ခုကတော့ America ရဲ့ဗဟိုတရားစီရင်ဌာနရဲ့အလွဲသုံးစားလုပ်မှု Matsu တို့များကိုသမ္မတ Trump ရဲ့အင်ဖြူတော်ကနေပြည်သူကိုချပြလိုက်ခြင်းဖြစ်ပါတယ်နောက် ဒုတိယတစ်ခုကတော့ရုရှားနဲ့ယူကရိန်းရဲ့လက်ရှိစီရေးဖြစ်ပွားမှုကိုတင်ဆက်ထားတာပဲဖြစ်ပါတယ်။သတင်းပြေဆုံးကတော့မတ်လ24 2025မှာ CBS သတင်းကထုတ်ပြန်သွားတာကတော့သမရထရန့်ရဲ့အမေရိကကနေကျူးကျော်သူတွေကိုမူရင်းနိုင်ငံများထံပြန်ပြည်နယ်ဒဏ်ပို့မဲ့အစီအစဉ်ကိုမူလကကန့်ကွက်ခဲ့တဲ့ Venezuela နိုင်ငံဟာအခုတော့သူ့နိုင်ငံသားတွေကိုသူ့ထံပြန်ပို့ပါတော့လို့ဆက်သွယ်ပြောဆိုလာသောကြောင့်ဒီနေ့ဒုတိယလေရင်တီ ဗန်နီဇဲလာကလူစုခိုင်းသားတွေကို တင်ပြီးသူ့နေရက်ကိုပြန်လဲပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။အဲ့ဒီမတိုင်မီကတော့အဲ့ဒီဗန်နီဇဲလာနိုင်ငံသားတွေကိုအယ်ဆာဗာဒေါနိုင်ငံကလုံခြုံရေးပြည်တက်လာတဲ့ငရဲစခန်းအကျဉ်းထောင်ကိုဆေလွတ်ခဲ့ပါတယ်။ပြီးတော့လည်းတချို့တရားသူကြီးတွေကသမရထရန့်ရဲ့အခုလိုမြုံများစွာသောတန်းနဲ့ချီတဲ့နိုင်ငံသားကျူးကျော်တွေကို ပြန်ပို့တဲ့အစီအစဉ်ကိုကန့်ကွက်တာတွေရှိတာကြောင့်ဒီကနေ့နေ့လည်းတနအီခွဲမှာ ဂျန်သူနိုင်ငံသားသားများအဥပဒေကိစ္စကိုအင်ပြူတော်တွင် ကြားနာမဲ့အယူခံမှုတွေပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။လောလောဆယ်မှာတော့ခိုးဝင်ကျူးကျော်တွေကိုတရားရုံးမှာသူတို့ရဲ့အမှုကိုစစ်ဆေးကြားနာခြင်းမပြီးသေးဘဲပြည်နယ်တန်အမိန့်တွေမချမှတ်သေးဘဲပြန်မပို့သေးရန်သမ္မတထရန့်ကို တရားရုံးမှာညွန်ကြားပြီးတားမြစ်လိုက်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်မှာတော့သမ္မတထရန့်ရဲ့အင်ပြူတော်ကနေပြီးတော့တရားဥပဒေနဲ့ဗဟိုတရားရုံးတွေရဲ့မှားယွင်းစွာ တရားစီရင်မှုတွေရှေ့နေတွေရဲ့လွဲမှားစွာလျှောက်လွဲချက်တွေဥပဒေနဲ့တရားရေးဌာနတွေရဲ့အလွဲသုံးစားပြုလုပ်ခြင်းတွေကိုရေးသားမှတ်တမ်းတင်ထားတဲ့စာထုတ်ပြန်သွားပြီးအဲ့ဒီတရားစီရင်ရေးဌာနနဲ့ဥပဒေကိုပြန်လည်တည်မှတ်အောင် ပြုလုပ်သွားမယ်လို့ပြောပါတယ်။သမ္မတထရမ့်ရဲ့အင်ပြူတော်နဲ့အုပ်ချုပ်ရေးအဖွဲ့ကတော့ဒီမိုကရက်အစိုးရရဲ့တရားမတရားမှုတွေပြည့်နှက်နေတဲ့တရားရေးဌာနတွေအဓိကနေရာမှာတာဝန်ယူထားပြီး ရဲမားစွာရှောက်လွဲချက်တွေရှောက်တင်ချက်တွေတင်ပြနေတဲ့ရှေ့နေတွေကိုအဓိကပြတ်မှတ်ထားတာတွေတွေ့ရပါတယ်။ဒီမိုကရက်ရဲ့ဒုတိယသမ္မတဟောင်းဟီလရီကလင်တန်လက်ထက်ကတရားရေးရှေ့နေပြောတာကတော့သမ္မတထရမ့်ဟာသူ့ရဲ့နိုင်ငံရေးအတိုက်ခံတွေကိုလက်စားချေရန်အစွဲအလမ်းကြီးသောကြိုးပမ်းမှုနဲ့ဖွဲ့စည်းပုံဥပဒေကိုဖျက်သိမ်းရန်နဲ့တရားဥပဒေစိုးမိုးရေးကိုတိုက်ခိုက်ရန်ကြိုးပမ်းနေတာလို့ CBS သတင်းဌာနကပြောပါတယ်။ ြီးတော့အခုလိုအိမ်ပြူတော်ကထုတ်ပြန်လိုက်တဲ့မှတ်စုတို့ဟာတနုံနဲ့တနုံတို့၏တရားဥပဒေကိုစိန်ခေါ်ရဲသောမှတ်စုဖြစ်ကြောင်းအဲဒီရှိနေမတ်အီလီယက်စ်ကပြောသွားခဲ့ပါတယ်။အဲ့ဒါတွေကြောင့်အခုဆိုတမရထရန်ကအမေရိကမှာကိုဝင်ကျူကျော်တွေကိုဗင်နီဇွဲလာကဂျာဇဗစ်ဂိုင်းသားတွေကိုဖမ်းဆီးနေရာမှာဒီမိုကရက်တွေရဲ့တိုက်ဒိုက်ရိုက်တိုက်ခိုက်မှုတွေကန့်ကွက်မှုတွေ ဒီမိုကရက်တွေရဲ့ရှေ့နေတရားသူကြီးတွေရဲ့ပိတ်ပင်တားဆီးမှုတွေကိုအဆက်မပြတ်ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ဒုတိယသတင်းကတော့အမေရိကကဂျာဝင်ဖြစ်ရှင်းပေးနေတဲ့ယူကရိန်းနဲ့ရုရှားတို့ရဲ့စစ်ပွဲကိစ္စတွေမှာလည်းယူကရိန်းကိုရုရှားက drone တွေနဲ့ drone ရှင်တွေနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပေါ်နေခဲ့ပြီးနေ့စဉ်နဲ့အမျှလူပေါင်းဒါဇင်နဲ့ချီပြီးထိခိုက်ဒဏ်ရာတွေရရှိနေကြောင်း Washington Post သတင်းဌာနကလည်း လုံခြုံရေးအာမခံချက်မပေးနိုင်ဘဲယူကရိန်းကိုသမ္မတထရန့်ဘယ်လိုကူညီမှာလဲဆိုပြီးမေးခွန်းတွေထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီ Washington Post ရဲ့သတင်းထုတ်ပြန်ချက်မှာတော့သမ္မတထရန့်ရဲ့ယူကရိန်းအတွက်လက်နက်ချပြီးပြိုကွဲသွားနိုင်တဲ့အန္တရာယ်ရှိပြီးသမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်ကတော့အဲ့ဒီလိုမဟုတ်ဘဲနဲ့ယူကရိန်းအတွက်တစ်ဖက်သက်လက်နက်ချရန်စိတ်ဆက်မှုတစ်ခုသာဖြစ်နေကြောင်းပြောသွားပါတယ်။ယူကရိန်းသမ္မတဇေလန်စကီကတော့ ရုရှားသမ္မတပူတင်ဟာသူ့ရဲ့ရုရှားသမိုင်းနဲ့သူ့ရဲ့နေရာဆက်လက်တည်မြဲရေးအတွက်ငြိမ်းချမ်းရေးကိုလက်သက်မခံဘဲယူကရိန်းနယ်မြေတွေကိုပိုင်ဆိုင်ပြီးမီတီစစ်ဆက်ရေးဆွေးနွေးမှုမစိုးဖျက်ပစ်သွားမှာဖြစ်ကြောင်းအဲ့ဒီအတွက်ယူကရိန်းအတွက်လုံခြုံရေးအာမခံချက်ရယူပေးရန်သမ္မတထရမ့်ကိုတောင်းဆိုလိုက်ကြောင်းပြောသွားပါတယ်။တစ်စက်တည်းမှာပဲသူကအမေရိကန်ပြည်ထောင်စုမှယူကရိန်းစစ်တပ်အပေါ်အာခေါင်ပြီးရုရှားတိုက်ခိုက်မှုတွေကိုဆက်လက်ကာကွယ် န့်တားနိုင်တဲ့အခြေအနေတည်းရဲ့ပံ့ပိုးပေးပြီးဖြစ်တဲ့အခြေအနေရောက်မှသာသူ့အနေနဲ့စိစက်ညှိနှိုင်းမှုတွေပြုလုပ်ရန်ဆန္ဒရှိကြောင်းဇီလန်စကီက Washington Post သတင်းဌာနကိုပြောပါတယ်။ပြီးတော့ဇီလန်စကီက American ဥရောပသမဂ္ဂ Britain Canada, Australia နဲ့အခြားသောမိတ်ဆွေနိုင်ငံများက ဝိုင်းဝန်းပြီးရုရှားက Ukraine ရဲ့အေးဆက်နေသောပိုင်ဆိုင်မှုဘီလီယံဒေါ်လာ300ကို ပြန်လည်တွဲပြောင်းပေးရန်ကူညီမည်ဆိုပါကအမေရိကန်ပြည်ထောင်စုအနေနဲ့ယူကရိန်းအပေါ်ငွေတပြားသားမှ ကုန်ကျစရာမလိုဘဲအဖက်ဖက်မှအဆင်ပြေသွားလိမ့်မယ်လို့သူကယုံကြည်ကြောင်းပြောသွားခဲ့ပါတယ်။သတင်းဌာနတွေရဲ့အမြင်ကတော့ယူကရိန်းဟာရုရှားရဲ့ရန်ပုံငွေတွေကိုရတာနဲ့တပြိုင်တည်းလုံခြုံရေးအာမခံချက်မရှိတဲ့ KF မျိုးကိုအကာအကွယ်များစွာပေးနိုင်ပြီးစစ်ပွဲကို ဟန်တာသွားနိုင်မှာဖြစ်ကြောင်းရေးသားထားကြပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီတော့ပါပဲနောက်နေ့ဒီမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တိုက်ခတ်ရေး like and subscribe လုပ်ပေးခဲ့ကြပါ So please take care of yourself and each other bye bye